ငလင်တန်းကိုခံခဲ့ရတဲ့မန္တလေးတိုင်းတွေကဝမ်တွင်သဲတော်နဲ့မြင်းကျံမျိုးတွေကဒေသခံယာနဲ့ချီဖမ်းဆီးခံထားရပြီးငွေပေးနိုင်တဲ့သူသာပြန်လွတ်လာတယ်လို့မျိုးကန်တွေကပြောကြပါတယ်စိုးတောင်တည်င်းပြပို့ထားပါရဲ့ရှင်မန္တလေးတိုင်းတွေကဝမ်တွင်သဲတော်နဲ့မြင်းကျံမျိုးတွေမှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်နာမည်ခံပြူစောထီးတွေကဖမ်းဆီးမှုတွေပြုလုပ်နေပြီးကြေးရွာတွေကနေဈေးဝယ်လာသူတွေအပအဝင်ဒေသခံယာနဲ့ချီဖမ်းဆီးခံရကြောင်းမျိုးကန်တွေကပြောပါတယ် ဝမ်တွင်းမြို့မှာဆိုရင်ဆိုင်ကယ်၂ယောက်စီးသူတွေမြို့ဝင်ဂိတ်တွေကနေဝင်ထွက်သွားလာသူတွေဖမ်းဆီးခံရတာဖြစ်ပြီးပြန်ရွေးငွေကတော့ပေးနိုင်မှုပေါ်မူတည်ပြီးတော့နှစ်သိန်းသုံးသိန်းကနေသိန်း50သိန်း100အထိအမျိုးမျိုးဈေးပေါကြောင်းဆိုပါတယ်ဒီမှာဟိုလေကြီးတိတယ်လေရေတားယူနိုင်တဲ့လူကမယူနိုင်တဲ့လူကတိတယ်လေယူနိုင်တဲ့အဲ့လိုဖမ်းသွားတဲ့နေရာမှာယူနိုင်တဲ့လူကြတော့ဝန်ရဆက်ခံမှာထားတယ်မယူနိုင်တဲ့လူကြတော့တခါလေးကိုဘာမှအကြောင်းမကြတော့မိတ်ချီလာလို့ပဲပြောလိုက်တာ မိထီလာအထိတချို့ကလိုက်မယ်လို့ပြောပေမဲ့လည်းမိထီလာကြတော့လည်းအဲမရှိတာလေတချို့ဆိုမရှိတာညာမိထီလာတစ်ဆင့်ရှိတဲ့တခါလဲပို့တာပေါ့အခုရပိုင်းမှာတော့ငလင်ကြောင်မျိုးပေါ်ကအိမ်တွေပြုပြင်ဖြိုဖျက်ဖို့အတွက်ကြေးရွာတွေဘက်ကနေပေါက်တွီးတွေခေါ်ပြားတွေယူလာပြီးအလုတ်လာလုတ်သူတွေပါမျိုးအဝင်အထွက်ဂိတ်တွေမှာဖမ်းဆီးစစ်ဆီးခံနေရတာဖြစ်ပါတယ် ဝမ်းတွင်းနဲ့တဲတော်မျိုးတွေအပြင်မြင်းကြမျိုးမှာလည်းမျိုးဝင်မျိုးထွက်တွေနဲ့ဂျွာဘတ်ကနေဈေးဝယ်လာသူတွေကားသမားတွေမကြခဏဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်ပြီးဖမ်းဆီးခံရသူဥယျာဉ်ကိုမခံမှန်းသက်ကြောင်းမျိုးကန်ဒီကပြောပါရယ်မြင်းကြမျိုးမှာတော့စန်စီနဲ့လျှက်စစ်ပစ္စည်းတွေတဲ့မယ်ဆိုရင်ခမာယ15ကတက်တယ်နဲ့ပြူစောတီးတွေကိုငွေပေးရတယ်လို့ဖမ်းဆီးစစ်ဆေးတာတွေကိုပါကြုံနေရတာပါ ုတ်ကဲ့အကြံအသတ်နဲ့တဲလို့ရတာဗျကာလစီချလာကြီးတစီဆိုရင်စံ38ဒီဆိုရင်လည်းစိတ်တာ20ပုံအဲ့လိုသူတို့သတ်မှတ်ထားတဲ့တန်ကြီးတစ်ခုပေါ့ပိုးရဲဆိုရင်မတည့်ခိုင်းနောက်ဆုံးအချိန်တွေကတော့ကျွန်တော်တို့ဒီပကြံမတိုင်းငယ်ပကြံပတ်ချာလေးလောက်မှာသနရက်7ရက်လောက်ကအနည်းငယ်အမှတ်3ရက်ကွာထဲမှာတော့အဲ့လိုဟိုနေချင်းကြောင်တောင်ကြီးကိုအယောက်20လောက်ခေါ်သွားတာလည်းပြောရကြအဲ့ဒီတော့အဲ့ရက်ကွာထဲမှာရှိတဲ့သူကအတိအကျပြောတာကြ အဲ့ဒီဖြစ်စဉ်မှာဖန်ဆီးခံရသူတွေရဲ့နောက်ဆက်တွဲကိုမသိရသေးပေမဲ့မြင်းကြံမျိုးမှာဖန်ဆီးခံရသူတွေအထက်တက်လက်ပိုင်းအမျိုးသားတွေအပြင် အသက်မပြည့်သူတွေအမျိုးသမီးတွေနဲ့တက်ကြီးပိုင်းတွေလည်းပါဝင်ကြောင်းဒေသခံတွေကပြောပါရယ်။ဒါအပြင် မြင်းကြံမှာစစ်ရေးရှင်တွေကြောင့်မြင်းကြံတောင်တာလမ်းပိုင်းကိုအသုံးမပြုဖို့ PDF တွေကတတိပေးထားသလိုနေတိုင်းလေရင်ပြန်တွေကတပတ်ကို9ရက်လောက်လက်နက်ကြီးပြစ်ဒဏ်တွေကြားနေရတယ်လို့မြင်းကြံမျိုးကံကဆက်ပြောပါရယ်။ စစ်ကောင်စီက2024ခုနှစ်မေလကနေအခု2025ခုနှစ်ဧပြီလအထိစစ်မှုထမ်းအပတ်စဉ်12ခုကိုဖွင့်လှစ်ပြီးပြီဖြစ်ပြီးတော့မေလထဲမှာတော့စစ်မှုထမ်းအပတ်စဉ်73ခုကိုတင်နန်းပေးဖို့ရှိနေပါတယ်ကျွန်တော်စိုးသူအောင်ပါ